အမင်းမဟာဒီဇင်ဘာ10ရက်နေ့ကဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ Mr. Tourism World သူဆောင်ရှင်စစ်စင်းပြိုင်ပွဲကိုတွားရောက်ချင်ပြန်ခဲ့ပြီးဒီဇင်ဘာ13ရက်နေ့မှာတော့ရန်ကုန်ပြန်ရောက်လာခဲ့ပါတယ်။ဝင်းနာစုအပြင် Best in Style in Fashion Social Media Icon Best Tourism Speaker ဆုရလာတဲ့ဥက္ကမင်းမဟာစပိန်၊အီတလီ၊ဥရောပတခွင်၊ပီရူး၊အာဂျင်တီးနာ၊တောင်အမေရိကတခွင်နဲ့ဒူဘိုင်း၊အာဖရိကစတဲ့အာရှနိုင်ငံတွေကိုပါ Tourism Ambassador ဖြစ် ဟီးသွားလူမှုရေးလုပ်ငန်းတွေကိုတာဝန်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။ဒါ့အပြင်နောက်နှစ်လန်ဒန်မှာကျင်းပမယ့်မစ္စတာတူရီဇင်ပြိုင်ပွဲကိုလည်းထိုင်အဖြစ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။နိုင်ငံကူစားပြုတရားအနေနဲ့ပြန်ရောက်လာတဲ့ဥက္ကမင်းမောင်ကတော့လူသားကျိုးပြုလုပ်ငန်းတွေနဲ့ပတ်သက်လို့ဆိုင်းဆက်တူရီဇင် Tourist ရဲ့ Security Abuse တွေကိုထိရောက်စွာတွန်းလှန်သွားမယ်လို့ဆိုပါတယ်။ ဒီကျွန်တော်စောရေးရတယ်ကြိုတင်ပြီးတော့ပြောခဲ့ပါတယ်ဒီပြိုင်ပွဲကိုပြိုင်တာ Charles Sex Tourism အေး Tourism ညဖြစ်တဲ့ကလေးတွေအသက်မပြည့်သေးတဲ့ကလေးတွေ Tourist တွေရဲ့ sexually abuse ဖြစ်နေတာတွေကိုကျွန်တော်တုံးလန့်တိုက်ခတ်ခြင်းအဲ့ဒါစုရမှာမရမှာမဟုတ်ဘူးကျွန်တော်စုမရလဲကျွန်တော်မစ္စတာမြန်မာတယောက်နေလဲကျွန်တော်လုံပါပြီမစ္စတာမြန်မာဆိုရဲဆောင်ဖို့မရှိလဲကျွန်တော်ဥက္ကမြန်မာဆိုရဲတယောက်ဆောင်တယောက်နေလဲကျွန်တော်လုံပါဘာဖြစ်လို့တော့မြန်မာပြည်မှာအဲ့လိုမျိုးအသိပညာဗဟုသုတရေဖြန့်ဝေပြီးတော့ပုံပုံမထီရောက်ဆိုတာဖြန့်ဝေပေးဖို့လိုအပ်တယ်လို့ကျွန်တော်ခံယူလို့ပါဖိလစ်ပိုင်မှာပြည်ပွဲဝင်တဲ့အတွေ့အကြုံတွေနဲ့ပတ်သက်လို့နောက်နေ့ပြည်ပွဲဝင်မဲ့သူတွေတော့ကိုပါမျှဝေခဲ့ပါတယ် ကျွန်တော်ဆိုမနေ့မနက်ဆို6နာရီထားညဆို10နာရီ17နာရီမှအိပ်ရဝင်ရတာပြီးရင်မနက်ဆိုရင်9နာရီ wake up call အခုအကုန်စမ်းပိုင် ready ဖြစ်ရတယ်အဲ့လိုမျိုးပေါ့နော်အများကြီးပဲအပြိုင်ဆိုင်ရလည်းရှိနေဟိုစကားရည်လည်းမေးတယ်ပြင်ဆင်ရတဲ့ဝေစာပိုင်းရော communication လည်းဘလို့လဲ public speaking ဘလို့လဲလူတွေနဲ့ဘလို့ဆက်သွယ်လဲဒါကလေဟို tourism wall ဖြစ်တော့သူက အလှပထက်လေး communication ကိုပိုဦးစားပေးရယ်ကျွန်တော်အဲ့လောက်ဒီချောရဲမှာမပါပါဘူးကျွန်တော်ဟိုသူများကြီးလိုလဲ body မလား best body ရွေးတော့လဲကိုမပါဘူးဒါပေမဲ့ကျွန်တော်ဟိုဟာကိုရှင်းတန်နေတဲ့ကိုကျင်လည်ရတဲ့ပတ်ဝန်းကျင်အတိုင်းအဝိုင်းမှာကိုနောက်အဲ့ဒီ organization နဲ့လည်းနောက်ထပ်လည်းတခြားလူတွေအတွက်လည်းအဆောက်အဦဖြစ်အောင်ဆိုပြီးတော့ပဲရည်ရွယ်ချက်တစ်ခုနဲ့ကျွန်တော်သွားပြန်ခဲ့တာပါဟုတ် အဲ့တော့ကလေးအားလုံးလည်းနောက်ထပ်သွားပြန်ကလေးအားလုံးကြိုးစားကြပါအရှုံးမပေးပါနဲ့ရှုံးခဲ့ရင်လည်းစိတ်ဓာတ်မကြပါနဲ့လို့ပြောချင်ပါတယ်